ငါလူပေးနိုင်တာသူ့ကိုပြန်လဲဝင်စားခြင်းတန်တရားကိုပို့ဆောင်ပေးဖို့ပဲ။ ဝင်လင်းရဲ့ခန္ဓာကိုယ်ကလည်းတုန်ခါသွားပြီးခြေလန်းနေငယ်နောက်ဆူသွားပါတယ်။သူ့ရဲ့မျက်နှာဖြူဖြောလာပြီးသူ့ရဲ့ထွက်လာကဝမ်းနည်းစွာနဲ့ပြုံးလိုက်ပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ်။သူ့ရဲ့လက်ထဲကလီမွန်ရဲ့ဒရီတာဝင်းညွန်ကိုသူကကြည့်လိုက်ပါတယ်။လီမွန်နဲ့ပတ်သက်တဲ့သူ့ရဲ့အမှတ်တရတွေကသူ့ရဲ့မျက်စိရှိမှပေါ်လာပါတယ်။နှလုံးသားနာကျင်နေတဲ့ခံစားချက်ကသူ့ရဲ့ခန္ဓာတစ်ခုလုံးကိုပြင်းထန်သွားပါတယ်။ထိုဝေဒနာကသူ့ရဲ့ရိုးရိုးကိုထိုးဖောက်ပြီးနှလုံးသားကိုဆဲဖျက်လိုက်သလိုပါပဲ။ဝင်လင်းရဲ့မျက်လုံးထဲကနေမျက်ရည်နှစ်ဆက်ကလည်းစီးကျလာပါတယ်။သူ့ဘဝတစ်လျှောက်လုံးမှာ မြေကြီးကြားတဲ့အချိန်ကိုလက်တဖန်းနဲ့တော့ရေတွက်လို့ရပါတယ်။လီမူဝမ်ကိုကြည့်ပြီးဝင်လင်းရဲ့နှလုံးသားထဲမှာမတွန်းဆုပ်တဲ့မီးတောက်တစ်ခုကတောက်လုံနေပါတယ်။ကောင်းကင်ကမင်းကိုတည်စေခြင်းနဲ့ဆိုရင်တော့ငါကမင်းကိုရောင်းကိုပြင်ခေါ်လာမယ်။ဝမ် ဒါမင်းပေါ်ငါရဲ့ဂရိပဲဝလင်းကညာလက်ကိုမြောက်ပြီးလီမွန်ရဲ့ဒွေသားဝိညာဉ်ကိုဆုတ်ကန်လိုက်ပါလေတစိမ့်တီရလည်းချက်ချင်းကျုပ်သွားပြီးဘောလုံးလေးတစ်လုံးဖြစ်သွားပါလေရှမ်းရန်ကလည်းတဲတဲစိမ့်နဲ့စဉ်းစားနေပါလေအချိန်တော်ကြာပြီးရဲ့နောက်ရုတ်တရက်လုံးဝနီးလည်းမရှိဘူးလို့တော့မဟုတ်ဘူးသူကပြောလိုက်ပါလေဝလင်းရဲ့ခန္ဓာကိုယ်ကလည်းတုန်ခါသွားပြီးမိုးကြိုးထောင်ချီကပောက်ကွဲသွားသလိုပါပဲထိုအချိန်မှာသူ့ရဲ့ဇွမ်းရည်အားလုံးကိုမျက်လုံးလေးမှာအာရုံစိုက်ပြီးရှမ်းရန်ကိုကြည့်လိုက်ပါလေဒါပေမဲ့ဒီနီးလည်းရဲ့တံမိုးဟာအရန်ကိုကြီးမာတယ် ဒီအမျိုးသမီးရရှင်တန်လို့မရတဲ့အဓိကအကြောင်းရင်းကသူ့ရဲ့တဒံကကိုဆုံးသွားလို့ပဲမင်းကသူ့ရဲ့တဒံကိုတုံဆဲနိုင်ရဲ့အခွင့်အရေးရှိနိုင်မယ်ဒီနီးပညာကိုချီချီနီးပညာလို့ခေါ်ရင်ဒါပေမဲ့ငါးအထောက်ကိုတုံးလို့မရဘူးတကားပိတ်ပြီးကြင့်ကြံနေတဲ့ရှေးဘိုးဘေးတရားပဲအဲ့ဒါကိုတုံးနိုင်တယ်ရှုမှုငါမင်းကိုသတိပေးမယ် ချီစီနီပညာကိုတုံးဖို့အတွက်ဒီအမျိုးသမီးနဲ့အရန်ဝင်ရင်းနှီးတဲ့သူရဲ့အသက်ဆွေးရင်းကိုလိုအပ်တယ်။ဒါညီပဲခံရမှာမဟုတ်တဲ့တခုတည်းသောနိလမ်းပဲ။ဒါပေမဲ့အသက်တောက်ကိုပေးတဲ့လူကသူ့ရဲ့တဒံကရောကျသွားလိမ့်မယ်။ဒီရောကျမှုကမညီမြောက်ဘူး။ဒီအမျိုးသမီးရပြန်ကောင်းလာဖို့အခွင့်အရေးနိုင်ငံလေးအတွက်မင်းရဲ့အသက်တက်60ရာခိုင်နှုန်းကိုဆွန့်လွှတ်ရမယ်။ဒါပေမဲ့ဒါကအခွင့်အရေးလေးပဲ။မအောင်မြင်ဘူးဆိုတာနဲ့မင်းရဲ့တဒံကပြန်မရတော့ဘူး။တေချာစဉ်းစားပါ။မင်းရသဘောတူတယ်ဆိုရင်မင်းရဲ့တောင်းဆိုချက်ကိုငါဘိုးဘေးစီကိုတင်ပြပေးမယ်။ ပဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်နေပါတယ်။ရှမ်းမီသားစုရဲ့ဘိုးဘီရဲ့အတန်ကောင်းကင်နယ်မြေကြီးတခြားမှာပိတ်တင်ထနေပြီးလူတိုင်းရဲ့နားထဲကိုရောက်လာပါတယ်။ထိုအချိန်မှာကောင်းကင်တခွင်ကျဲဆွစနစ်ကကြီးရန်သူအလုံးကသူ့ရဲ့စကားကိုကြားကြပါတယ်။ထိုမျိုးသမီးပြန်ရှင်ဖို့အခွင့်အရေးနိုင်ငံအတွက်သူ့ရဲ့တက်တန်းအများစုကိုဆွန့်လို့ရမယ်။ထိုရာတန်လားမတန်ဘူးလား။ထိုမိကုန်းကိုကြားတဲ့အခါကြီးရန်သူနိုင်ရဲ့နှလုံးသားဒုက္ခခံစားနေရပါတယ်။ရှမ်းရန်ကဝန်လင်းကိုတကယ်ကိုမှလေးစားပါတယ်။သူကထိုစကားကိုကောင်းကင်တခွင်ကျဲဆွစနစ်ထဲကကြီးရန်သူနိုင်ရဲ့ရှေ့မှာပြောခဲ့တော့ကကိုချိုးစည်းဝါရှာတာမျိုးမဟုတ်ပဲဒါမှမ မဟုတ်မကောင်းတဲ့ရွေချက်မျိုးကလည်းမရှိခဲ့ပါဘူး။ဝလင်းကသူ့ရဲ့လက်ထဲကကန်တချက်အလုံးလေးကိုကြည့်လိုက်ပါရင်သူ့ရဲ့အကြည့်ကဘောလုံးကိုထိုးပေါက်ကြည့်နိုင်တယ်လို့ပါပဲ။လီမူဝမ်ကိုကြည့်ပြီးသူကဖြည်းဖြည်းချင်းပြောလိုက်ပါရင်ငါသဘောတူတယ်။ သူ့ရဲ့အတန်နည်းနည်းဝါးနေပါတယ်သူ့ရဲ့အကြီးကကန့်သက်ချက်ဖော်လုံးထုတ်ဖောက်ပြီးလီမူဝမ်စီကိုရောက်ရှိသွားပါတယ်ဝန်နေမူကပုံဝင်ကျင်တစ်ခုလုံးကိုလွှမ်းခြုံသွားပါတယ်လီမူဝမ်ကသူ့ရဲ့အတန်ကိုကြားပုံရပါတယ်သူမရဲ့ခန္ဓာကိုယ်ကတုန်တက်သွားပြီးမျိုးလုံးလေးကိုဖိမို့အတွက်ကြိုးစားပါတယ်သူကတည်းကသူမမှခွန်အားမရှိပါဘူးမိုဘိုင်းနွယ်နဲ့မူနဲ့ဝန်နေမူတွေကိုပဲခန်းစားနေရပါတယ်ဝယ်လင်ကတတန်းဆိုတာအတတက်ကနေလာတယ်ဆိုတာသူကသိပါတယ်အတတက်ကဘူအားကောင်းလေတတန်းကပူရှိလေးပါကျဉ့်ညံ့သူတယောက်ရဲ့ကျဉ့်ညံ့မှုအစင်အားမင်းတလာနဲ့အမြအတတက်ကလည်းတူးလာပါတယ်ထို့ကြောင့်အင်အားကြီးမား ားတဲ့ကျင်းကျန်သူတွေအားတတန်းရှိကြတာပါရှမ်းဟန်ကလည်းခေါင်းညိတ်ပြီးတော့ပြောလိုက်ပါတယ်မင်းကသဘောတူတယ်ဆိုရင်ကောင်းကင်ဆုလက်ပေးဝဲပြီးရတယ်ငါနဲ့အတူဒုံလင်းချို့ကိုလိုက်ခဲ့ချင်းရွှေရဲ့မျက်လုံးလေးမှာအတိတ်ကိုပြန်အောင်မိတဲ့ရေရောင်တွေကလည်းရှိနေပါတယ်သူကဝိုင်းနေတဲ့လေတန်နဲ့ဖြင်းချင်းဆောင်ပြောလိုက်ပါတယ်ရှုမှုငါမင်းနဲ့အတူလိုက်ခဲ့မယ် ဝလင်းကချင်းရွှေကိုကြည့်လိုက်ပါတယ်သူရဲ့မျက်လုံးလေးမှာကျေးဇူးတင်တဲ့ရေယုံတွေကလည်းပေါ်လာပါတယ်သူကခေါင်းညက်လိုက်ပါတယ်ချင်းရွှေကဒုံလင်းချို့မှာသူ့အပေါ်တစ်ခုဖြစ်မှစိုးရိမ်နေတယ်ဆိုတာသူကသိပါတယ်ချင်းရွှေကထုကိန်းဆောက်အစဉ်ပြေပြေနဲ့ဖြစ်သွားအောင်သူနဲ့တူလိုက်ပါဖို့အတွက်ဆုံးဖြတ်လိုက်တာပါ အဲ့နောက်မှာတော့ကျန်တဲ့လူတွေအားလုံးကသူတို့ရဲ့တောင်းဆိုချက်တွေကိုတင်ပြကြပါတယ်ထူးခြားတာရှူတင်တဲ့နန်ကုန်ဟာနှစ်ယောက်စလုံးကတူညီတဲ့တောင်းဆိုချက်ကိုပဲတင်ပြကြပါတယ်ကောင်းကင်ဤပညာကိုသင်ယူဖို့အတွက်ရတနာတိုက်ထဲကိုဝင်ခွင့်တောင်းကြပါတယ်လူတိုင်းကသူတို့ရဲ့ဆုလက်တွေကိုယာပြီးရင်တော့ကောင်းကင်စူပွေးပွဲကပြီးဆုံးသွားပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာမီတော်တခင်ရဲ့ရေတံပိတ်တင်ထပ်သွားပါတယ်သူရဲ့ဆူတောင်းဖြတ်ပုံမှာမျောလင်းနေပြီးသူ့ရဲ့အင်ကြီးလဲကိုဝင်ရလိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကတောက်ပွားနေပြီးသူကအော်ဟစ်လိုက်ပါတယ် ကျင်းကျန်းသူမိတ်ဆွေတို့မဟာမိတ်ကျက်စုစနစ်စီကိုလမ်းကြောင်းဖွင့်ပေးဖို့ငါ့ကိုကူညီကြပါစစ်ပွဲကစတင်တော့မယ် မိတော့တခင်အားလီလိမ်မဘောလုံးမျောင်းနေလက်နက်ဖက်နဲ့တစိုက်ဖက်စီပြီးမြခုံကနေမင်းနဲ့နဲ့အလင်းနှန်းတွေအားထွက်လာတာကိုမြင်လဲရပါတယ်ထို့မင်းနဲ့နဲ့အလင်းနှန်းတွေအားပေါ်လာပြီးရဲ့နောက်ကုန်းမြင့်ကြီးရဲ့အစိပ်ပိုင်းအဖြစ်အမြဲပဲပြောင်းလဲသွားပါတယ်ကောင်းကင်ထက်ကိုအစိပ်ပိုင်းများကြီးရချချင်းမဲ့ဖုံးလွှမ်းသွားပြီးမြုံချင်းနိုင်လောင်းအဖီယာကြီးတွေကိုဖြစ်ပေါ်စီပါတယ်ထို့ကြောင့်မူတူကောင်းကင်ပုံအကြောင်းကကျင်းကျက်သူတိုင်းဖီယာကိုတွန်းလှန်ဖို့အတွက်သူတို့ရဲ့ကျင်းကျက်မှုတွေကိုအသက်သွင်းခဲ့ပါတယ်ပထမတစ်ချက်ကြီးလိုက်ရင်ကောင်းကင်ကိုပိုင်းခြားရသလိုပါပဲအစိပ်ပိုင်းတွေရဲ့လမ်းဆုံးမှာရှိတဲ့အကွက်ကြောင်းကနေအလင်းနှန်းတွေအားဝင်ရောက်လာပါတယ်ကောင်းကင်တစ်ခွင်ကျဆုစနစ်က ကြီးညံ့သူအားလုံးကထိုးရောက်မြင်တော့စိတ်ကတုန်လှုပ်သွားပြီးတွေးများစူပွားလာပါရင်မိတော့တခင်ရဲ့မျက်လုံးလေးမှာထောင်ထဲချီတဲ့နှစ်တေတစ်ချောင်းဖုံးကွယ်ထားတဲ့အမုန်းတရားလေးကိုဖော်ပြနေပါရင်သူကနှိုင်းစွာနဲ့လေးကိုရှူသွင်းပြီးလမောင်းလေးကိုဖင်လိုက်ပါရင်အစိတ်ပိုင်းကြီးကလေပန်းနေတဲ့အချိန်မှာကောင်းငင်ရနေတဲ့ဒကျင်းချင်းမိဟိန်တန်များထွက်လာပါရင်ထိုးတန်အင်မတန်အမပြင်းထန်ပြီးကဘာကြီးရဲ့ရောင်လေးကိုပြောင်းလဲစေပါရင်မီးမတွန်းနိုင်တဲ့အစိတ်ပိုင်းကြီးကကောင်းငင်ကိုဖုံးလွှမ်းထားပါရင်ထိုအချိန်မှာမိတော့တခင်ရဲ့လမောင်းနေရာယူလီယာတဲ့အခါအစိတ်ပိုင်းနေရာဖြစ်ဖြစ်ချင်းလေပတ်လာပါတယ် အစာပိုင်းမှာတော့နှေးကွေးပြီးတဖြည်းဖြည်းနဲ့မြန်ဆန်လာပါတယ်။ထိုမီဟိန်းတန်မိုးချိုကောင်းလေးပုံအကြောင်းကိုဖျက်ချော်ပြီးပုံဝင်ချင်းဒေတာတွေထိပါပြန့်နှံ့သွားပါတယ်။ထိုစိတ်ပိုင်းနေရာလေဘဟုတစ်ခုကိုဗဟုပြုပြီးလေပန်းနေတဲ့အခါကောင်းကင်ရံမှာဝဲကဲတစ်ခုကပေါ်လာပါတယ်။ထိုဝဲကဲကအလွန်အင်အားကြီးမားတဲ့မှုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။တကြကြမီဟိန်းတန်များကလည်းစရိုက်ကိုထပ်ပေါ်နေတဲ့အခါမြေချီဥပါတလုံးစီတဲ့မြေကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။ ကောင်းကင်ထက်ကမိုးတိတ်နေရတဲ့ရွတ်တုတ်လိုပြောက်ကွယ်သွားပါရီကျေစုံကောင်းကင်ကလည်း AMI လက်စုံနဲ့ဆုပ်ဖဲခန့်ရတယ်လို့ပဲ AMI လက်တွေကဖန်တီးလိုက်တဲ့ဝေကရက်ကကျေစုံကောင်းကင်မှာအလွန်အမတောက်ပါနေပါရီမိုးချိုးကောင်းကင်ပုံចောင်းပေါ်ကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတဲ့အထိဝေကရက်ကကျေပြန့်လာပါရီထိုဝေကရက်မှာမြို့ချင်းနယ်လောင်းကိုဆွမ်းအားတွေကပေါင်းဝင်ပါရီထိုဆွမ်းအားကနိဗ္ဗာန်အမြန်ကိုကျင့်ကြံမှုအစဉ်ကျင့်ကြံသူတယောက်ကိုချက်ချင်းပဲတည်စေနိုင်ပါရီနိဗ္ဗာန်တန်းစင်သူကျင့်ကြံသူတွေကတော့အထက်မှကြကြမခံနိုင်ပါဘူးအချိန်ကြာနဲ့အမျှထိုဆွမ်းအားကပူပူပြီးတော့အင်အားကြီးလာပြီး ဝဲကဲရဲ့နှဆိုင်ဆုံးနေရာမှာဆူဝေးလာပါတယ်။မေကြီးကိုတုံလို့စီတဲ့ပောက်ကွဲတန်နေရလေဝဲကဲရဲ့အတွင်ပိုင်းကနေဆက်လက်ပေါ်ထွက်လာပါတယ်။ ထိုတန်ကကျဉ်းကျဉ်းသူတိုင်းရဲ့နှလုံးခုန်တန်နဲ့တူပါတယ်ထိုတန်ကပေါ်လာတိုင်း EMR တူနဲ့ရင်မောက်ထုနေတယ်လို့ခန်းစားရပြီးကျဉ်းကျဉ်းသူတိုင်းရဲ့စိတ်ကိုတလုံးစိတ်ပါတယ်သူတို့တယောက်တည်းနဲ့မကပဲကောင်းကင်းတစ်ခွင်ကျဆုစနစ်ကကျဉ်းကျဉ်းသူအတော်များထိုတန်ကိုမပီမသားနဲ့ကြားရပါတယ်ထိုတန်ကပေါ်လာတိုင်းကောင်းကင်းမှာလှိုင်းကြက်တွေမေးမတနိုင်အောင်ပေါ်လာပြီးအဆုံးမရှိပြန်နေသွားပါတယ်ဝေကက်ကပို့ပြီးတော့ကြီးမလာတဲ့အမြဝေကက်ရဲ့ထဲကနေထွက်ပေါ်လာတဲ့အတန်တွေကမြေကြီးနိုင်လုံးကိုကျဲလုံလာပါတယ် ထိုးရောက်မိုးကျိုးနဲ့နိုင်ရှင်းနိုင်ပါတယ်ထိုးပြင်းထန်တဲ့အတန်အလီဟာနဲ့အတားစီးကိုထိမှန်နေတဲ့အလုံးမင်းကိုစွားကြီးမာတဲ့အတန်မှာမီရော့သခင်ရဲ့ဆန်ဖြူတွေကလွင့်ပြက်နေပြီးကျင်းကျန်သူမိတ်ဆွေတို့ငေါ့ကိုကူညီကြပါအောင် ူကအဟိလိုက်ပါရင်စူတောင်းဖြဖို့ကရှီယုံသားရဲ့မျိုးလုံးတွေကလည်းတောက်ပလာပါရင်သွေးနက်ဖျားအပါဝင်သူတို့အားလုံးကလီတဲ့ကိုပြန်တက်လာပြီးသူတို့ရဲ့နီးပညာအမျိုးကိုပြသခင်မှာပဲထိုင်ချလိုက်ပါရင်ထိုနီးပညာတွေကဝေကဲ့ထဲကိုမရောက်သွားပြီးစွမ်းအားတွေကိုအဆောက်အုံများစွာတူပွားစီပါရင်ပောက်ကွဲတန်တွေကလည်းပြင်းထန်လာပြီးလေပတ်အားကအမြင့်ဆုံးကိုရောက်ရှိသွားပါရင်ထိုအားကထမြက်တဲ့တူးဆက်တစ်ခုလိုပဲလေဟာနေကိုအဆက်မပြတ်ထိုးဖောက်ဖို့အတွက်ကြိုးစားနေပါရင်မိရောက်တခင်ကလက်နှစ်ဖက်ကိုတစိမ့်ဖက်ပြီးမိုးကြိုးနဲ့ပဲစွမ်းသူကအဟိလိုက်ပါရင်မိုးကြိုးသားတွေကအပိုင်းစားစေက ကနန်းကျော်လဝန်းနေပေါ်လာပါတယ်သူတို့ကဟင်းအုပ်လိုက်ပြီးမူဂျိုးအလင်းနေအဖြစ်ပြောင်းလဲသွားကဝဲကဲရဲ့အလဲဘဟုတိုးဝင်သွားပါတယ်ကောင်းကင်ကလည်းတုံလို့သွားပြီးဝဲကဲတွေကကြေပြန်းလာပါတယ်အစ်ဆက်တဲ့အချိန်မှာဝဲကဲကနေထွက်လာပါတယ်ပဝင်းချင်းဟာရှီအောင်မကွန်ဆူဝါအိုဂျီအားလုံးကစိတ်တွေကိုဖိလိုက်ကြပါတယ်လီယွမ်ရဲ့မျက်လုံးတွေကလည်းတောက်ပါလာပြီးအပြင်းအပြင်းထွက်သွားပါတယ်သူ့ရဲ့ညာလက်ကအဖျော်အလင်းနဲ့တစ်ခုကိုထွက်လို့ပြီးဝဲကဲထဲကိုဓာတ်ရဲဝင်ရောက်သွားပါတယ်ကျေးမုံကကိုသားတို့ပြင်းထန်တဲ့ပောက်ကွဲတန်ကလည်းထွက်လာပါတယ်လီယွမ်ရဲ့ခနာကိုကလည်းတုံလို့သွားပြီးမျက်နှာကဖြော့ဖြော့ကနောက်ဆုတ်သွားပါတယ်ရှန်ကုန်မီသား ်စုရဲ့ဘိုးဘေးကလည်းရှေ့ကိုတိုးလာပါတယ်။သူ့ရဲ့နှစ်ဖူးကိုပုံတဲ့အခါအလန်ငယ်လေးတစ်ခုကထွက်လာပါတယ်။အလင်းနှံတစ်ခုကလည်းဖြစ်ပြေးသွားပြီးဝဲကြီးရဲ့ထဲကိုဝင်ရောက်သွားပါတယ်။မှန်ကွဲတန်းကလည်းထမှန်ပေါ်ထွက်လာပါတယ်။ ။သူ့နဲ့ဖျားသူ့ရောက်အလင်းနဲ့ဖုံးလွှမ်းနေပြီးသူ့ရှေ့ရဝဲကရော့ကိုလက်တီနဲ့ထိုးဝင်သွားပါတယ်။ထိုလက်တီကကြမ်းတမ်းနဲ့အနီအောင်တောက်ပေါမှုကိုထိုးလုပြီးဝဲကရဲ့ထဲကိုထိုးပေါဝင်ရောက်သွားပါတယ်။ရှမ်းမီသားစုရဲ့ဘိုဘီနဲ့ဂုံဆုံလို့ခေါ်တဲ့လူကရှေ့ကိုတိုးထွက်လာပါတယ်။အဲနောက်မှာတော့ဘိုဘီချင်းချင်းတို့အလုံးကတက်ခိုက်ကြပါတယ်။တခဏအတွင်းမှာပဲဝဲကရဲ့ကပိုးကျလာပြီးပောက်ကွဲတန်နေရမဆုံနိုင်အောင်ဆူညံနေပါတယ်။နောက်ဆုံးမှာတော့မီရောက်တခင်ကသူ့ရဲ့ရှာပြားကိုကိုက်ပြီးသွေးများကိုထွေးထုတ်လိုက်ပါတယ်။ထိုသွေးတွေကသွေးမြူတွေအဖြစ်ပြောင်းလဲပြီးကမ္ဘာနဲ့ပေါင်းဆက်သွားပါတယ်။မီရောက်တခင်ရဲ့မျက်လုံးလေးမှာအနီအောင်တောက်ပါနေပြီး ကောင်းကင်တခွင်ကပေါကောင်းကင်ကိုဖင့်မြေကြီးကိုခွဲသူကအဟိလိုက်ပါတယ်အေယာမဝေခဲကားနေဖန်တီးနေတဲ့အစိပ်ပိုင်းအတော်များရဲ့အပေါ်မှာပုံရဲ့အမျိုးမျိုးကလည်းပေါ်လာပါတယ်ထိုပုံရင်းတွေကမိတော့သခင်ကအစိပ်ပိုင်းထဲမှာဈိတ်ခတ်ထားတဲ့ဝိညာဉ်တွေပါသူတို့ကပေါ်လာပြီးရင်တော့ဝိညာဉ်ထဲကိုဝင်ရောက်ပြီးပေါက်ဆက်သွားပါတယ်ထိုအချိန်မှာမြို့နိုင်ဆရာဆွမ်းအားတစ်ခုကလည်းပေါ်လာပါတယ်ထိုဆွမ်းအားထဲမှာဂျင်းနေပယ်ခြေရာတစ်ခုရှိနေတာကြောင်းရုံးဆရာအကောင်းဆုံးအရာပါဂျင်းနေပယ်ခြေရာကောင်းကင်အရှင်ချင်းရွှေ့စီကနေလာတာပါ မြုံနိုင်စရာစွားရဲ့အထောက်ပံ့နဲ့ဂျင်းနေပယ်ရဲ့စွားပါဝင်တဲ့အနီရောင်လက်စီကဝဲကဲရဲ့အနှဆိုင်ဆုံးနေရာကိုထိုးပေါက်ဝင်ရောက်သွားပါတယ်။မူဂျိုကောင်းကြီးပုံကြောင့်တစ်ခုလုံးအားပါတုန်ခတ်သွားပါတယ်။ကောင်းကြီးရဲ့အရောင်ကလည်းပြောင်းလဲသွားပြီးမိုးတိတ်နေရာပါလွင့်ပြန်သွားပါတယ်။ကောင်းကြီးတခွင်ကျဆုစနစ်ထဲကကျင်းရံသူအလုံးကသူ့ရဲ့ဘွားမှာဘရုံးမမေ့နိုင်တဲ့မြေကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။ကောင်းကြီးကဝဲကဲကရုတ်တရက်တုန်ခတ်သွားပြီး အကွဲချောင်းငယ်လေးတစ်ခုကပေါ်လာပါတယ်အကွဲချောင်းကပေါ်လာနဲ့ချက်ချင်းပဲပြန့်နှံ့သွားပြီးမကြခင်မှာပဲပေတရာကျော်ကျဲသွားပါတယ်အကွဲချောင်းရဲ့အနားတစ်ဝိုက်မှာမဲနဲ့နေတဲ့လေပွေလိုင်းနေရာယူလီယာနေပါတယ်မဟာမိတ်ကျဆုစနစ်စီကိုဥတည်နေတဲ့လေဟာနဲ့အတားစီမှာအကွဲချောင်းတစ်ခုကိုဖိမှုအတွက်အများကြီးစူးစမ်းခဲ့ရကြောင်းမီရောက်တခင်ကထိုအကွဲချောင်းကိုဖိတ်တော့ခွင့်ဘလို့ပေးမှလဲထိုနေ့အတွက်သူကအချိန်ကြာကြီးဆောက်ခဲ့ရပြီးသူ့ရဲ့မျက်လုံးလေးမှာသွေးနီးအောင်တောက်ပါနေကမျက်နှာမှာလေရစက်ကြံကြုံတဲ့အမူအရာများပေါ်နေပါတယ်သူ့ရဲ့လက်ကလဝါဖြက်မီကောင်းကင်ကိုညှို့ရင်း ကောင်းကင်ထိန်းလာလိုက်သူကအဟိလိုက်ပါတယ်ဝဲကရဲ့အစိပိုင်းတစ်ခုကရုတ်တရက်ချုပ်သွားပြီးအကွဲကြောင်းချက်ချင်းပဲပိတ်လိုက်ပါတယ်ပြီးတော့အစိပိုင်းကချက်ချင်းပဲကြီးထွက်လာပါတယ်ခြေလောင်းနဲ့ပကွဲတန်တဲ့အတူအစိပိုင်းကအကွဲကြောင်းကိုဖိနှားဖို့အတွက်အတင်းကျပ်လှုပ်ဆောင်ပါတယ်ဒိုးရရင်လီဟာနဲ့အကွဲကြောင်းမှာဘေးချင်းညံ့သူကမှမတွန်းလန့်နိုင်တဲ့ဆွမ်းအားတစ်ခုကရှိနေပါတယ်အစိပိုင်းကလည်းချက်ချင်းပဲချိန်မှပြီးပြိုကွဲသွားပါတယ်ဒိုးရရင်လီဟာနဲ့ကပြန်ပိတ်သွားတော့တားဆီးဖို့အတွက်လုံလုံတဲ့အချိန်ကိုရလိုက်ပါတယ်ပုံများတဲ့အစိပိုင်းတွေကအကွဲကြောင်းတွေကိုဝင်ရောက်ပြီးပိတ်သွားတော့တားဆီးနေပါတယ်နောက်ဆုံးမှတော့အကွဲကြောင်းကပြန်ပြင်လို့မရတော့ ပါအောင်ပုံများတဲ့စိတ်ပိုင်းနေရာဝင်ရောက်သွားရတဲ့အများအခွဲချောင်းဝရစစ်စွာနဲ့ကွဲထွက်သွားပြီးအများကြီးကိုမှကျေသွားပါတယ်ပီတာဟောင်လောက်ကျေသွားပါတယ်ထို့အချိန်မှာမိုးကြိုးကောင်းကင်ဘုံကျောင်းမှာရှိတဲ့ချင်းညံ့သူအားလုံးရဲ့စိတ်ဓာတ်ကမြင့်တက်လာပါတယ် သူတို့တွေမကပဲကောင်းကင်တခွင်ကျဆုစနစ်ထဲကကျဉ်းကျန်းသူအလုံးကထိုးရအောင်မြင်တွေ့လဲရပြီးတဖက်ကျင်တဲ့စိတ်များပြင်းထန်သွားပါတယ်မိုးကြိုးကောင်းကင်ပုံကြောင့်ရဲ့အဖြစ်ဘက်မှာလေးဘက်လေးတန်းအနေနဲ့တက်တရအပေါ်မောကြည့်ပြီးအကွဲကြောင်းကိုစိုက်ကြည့်မိပါတယ်ကောင်းကင်တခွင်ကျဆုစနစ်နဲ့မသက်ဆိုင်တဲ့ဝန်လင်းရဲ့ရန်ကြီးနီးတဲ့အရှိန်အဝါတစ်ခုကလည်းအကွဲကြောင်းကနေထွက်လာပါတယ်ထိုးအရှိန်အဝါကတော့မဟာမိတ်ကျဆုစနစ်ရဲ့အရှိန်အဝါပါဝန်လင်းရဲ့ရင်းနီးတဲ့ကြက်တာတွေကအကွဲကြောင်းရဲ့အောက်မှာပေါ်လာပါတယ် သူဝရင်ထိုးအချိန်မှာအကွဲကြောင်းလေးရနေအဟိတန်တခုကလည်းရုတ်တရက်ထလာပါတယ်ထိုအဟိတန်ကအရန်ဦးမှာပြင်းထန်ပြီးလှိုင်းလေးကိုဖိပေါ်စီပါတယ်ရှေခရီးကနေထပေါ်လာတဲ့အဟိတန်လိုပါပဲလက်ကြီးတစ်ဖက်ကအကွဲကြောင်းကနေထလာပြီးအစိပ်ပိုင်းလေးကိုစုပ်ကင်လိုက်ပါတယ်ရဲဆန်းနဲ့ညှစ်လိုက်တော့အစိပ်ပိုင်းအလုံးကကွဲချိသွားပါတယ်ရှေဟောင်းနှဖျားမဟုတ်ဘူးဝင်လင်းရဲ့မျက်လုံးတွေကလည်းကျဉ်းသွားပါတယ်လက်ကြီးကနေရှေဟောင်းနှဖျားရဲ့အချိန်ဘဝကိုသူကမခံစားရပါဘူး ထိုလက်ကြီးကမရက်တက်မအုပ်ထပ်ပြီးတော့လှမ်းလိုက်ပြီးပီတာဟောင်းအကွဲချောင်းကိုပိတ်ဖို့အတွက်လုံနေပါတယ်ဒူဝါရင်ထိုးအချိန်မှာပဲမှုန်ဝါနေတဲ့ပုံရိပ်တစ်ခုကအကွဲချောင်းရဲ့အပြင်မှာပေါ်လာပါတယ်ထိုးပုံရိပ်ကပေါ်လာတဲ့အခါအရင်ကမှထူးဆန်းပါတယ်လူတိုင်းရဲ့မျက်စိရှိမှအတင်းပေါ်လာသလိုပဲဝလင်းကထိုးပုံရိပ်ကိုမြင်တော့စိတ်တွေကတုန်လှုပ်သွားပါတယ်သူ့ရဲ့မျက်ဝန်းတွေကလည်းရုတ်တရက်ကြီးမြောင်းသွားပါတယ်ချင်းရွှေရဲ့မျက်လုံးတွေမှလည်းအေးဆက်တဲ့အလင်းတစ်ချက်ကလက်သွားပါတယ်ပေါ်လာတဲ့မှုန်ဝါပုံရိပ်ကချင်းရွှေနဲ့သွေးနဲ့ဖရားတို့ရဲ့တိုက်ပွဲကိုရပ်တန့်စီတဲ့သူပါသူကထူးဆန်းတဲ့ပုံစံနဲ့ပေါ်လာပြီးအီယာမတ်လက်နဲ့သူ့ရဲ့လက်ညှိုးကိုထိုးလိုက်ပါတယ် အင်အားကြီးမားတဲ့မူလအနှစ်ဆွေးများလည်းထွက်လာပါတယ်ဝလင်းကမြလန်းရတော့ကြောင်းလန့်တကြားနဲ့ဖြစ်သွားပါတယ်ကဘာကြီးတစ်ခုလုံးကလည်းရက်တန့်သွားပြီးထိုလက်ညိုးတို့ချောင်းနေရတာယူလီယာနီတို့လိုပါပဲလက်ညိုးကလက်ကြီးဘုတ်ကိုကြောက်သွားပြီးလက်ကြီးကလည်းချက်ချင်းပဲပြုတ်ကွဲပျက်စီးသွားကမူလအနှစ်ဆွေးအဖြစ်ပြောင်းပြောင်းသွားပါတယ်မင်းရလီဟာနဲ့အတားစီကိုဖင့်ပြီးရှီယောင်ကောင်းကင်ဘုံနေပေရဲ့ဥပဒေကိုချိုးဖောက်တယ်ကြီးမားတဲ့အတန်တစ်ခုကလီဟာနဲ့အကွဲကြောင်းကနေထွက်လာပါတယ်တဖြည်းဖြည်းနဲ့ဝေကွက်သွားပြီးနောက်ဆုံးမှတော့ပြောက်ကွက်သွားပါတယ် ဒီဖိုးကြီးရရှေးအောင်ကောင်းလေးပုံနေမည်ဆိုတာတကယ်ရှိမရှိကြည့်ကျင်တယ် အရေးမျိုးအတန်တစ်ခုကလည်းထွက်လာပါတယ်။အစ်စေးတင်ကြီးပဲမဲ့အမြင့်မြတ်ဆုံးသောအုပ်ဆိုးရှင်ရဲ့အစွမ်းတတိကိုပြသနေပါတယ်။မဟာမိတ်ကျေဆုစနစ်ဝလင်ကအကွဲချောင်းရဲ့တစ်ဖက်ကယင်းဤတဲ့ကျေဆုတန်းကိုကြည့်ပြီးတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်။သူကဟင်းသားဗရာဂျူဝါနဲ့ထွက်လာခဲ့တာတော့ကြားပါပြီ။မဟာမိတ်ကျေဆုစနစ်စီတွားမဲ့လမ်းကြောင်းကိုဖိနေတဲ့ချိန်မှာအကွဲချောင်းကရုတ်တရက်ကျေပြန့်သွားပြီးကျေအောင်ဆုံးကုန်းလေးမြေတစ်ခုလုံးဖျက်ကျက်သွားပါတယ်။ထိုးချိန်မှာကုန်းလေးတစ်ခွင်ကျေဆုစနစ်ကကြီးညံ့သူအလုံးလီပါဆူဆိုက်ပြီးတော့ကြီးနေကြပါတယ်။လောဘကြီးတဲ့အကြီးတွေအားကုန်းလေးတစ်ခွင်ကျေဆုစနစ်ကကြီးညံ့ တိုင်းကနေထွက်လာပါလေထိုကြီးတွေကအတန်ပိုးကြောက်တွေကိုဖောက်ထင်းပြီးမဟာမိတ်ကျဆုစနစ်ထဲကိုဓာတ်ရဲဝင်ရောက်သွားနိုင်မယ်လို့နောက်ထင်ရပါတယ်ကောင်းကင်တခွင်ကျဆုစနစ်နဲ့မဟာမိတ်ကျဆုစနစ်ကြားတိုက်ပွဲကိုစတင်ပြီးမီရောသခင်ရဲ့အပြုံနဲ့အတူအဟိတန်ကကောင်းကင်တခွင်ကျဆုစနစ်တခွင်လုံးကိုပိတ်တင်ထပ်သွားပါတယ်မီရောသခင်ရဲ့အတန်ရုတ်တရက်ပိတ်တင်ထပ်လာပါတယ်အရှိတောင်းအနောက်မြောက်ကျဉ်ကျန့်ချင်းတက်ကြီးတွေမဟာမိတ်ကျဆုစနစ်ထဲကိုတက်ဖြတ်ဖို့အတွက်ဝင်ရောက်ကြ၃ရက်အတွင်းကျဉ်ကျန့်ရင်ဂျိုသုံးခုကို ငါတို့ရဲ့ကောင်းကင်တခွင်ကျဆူးစနစ်အတွက်အခြေဆိုင်စခန်းအဖြစ်တိမ့်ပိုက်ကြောင့်သူ့ရဲ့အတန်ပဲတင်ထန်းနေတဲ့အချိန်မှာမိုးချိုးကောင်းကင်ဘုံကျောင်းရဲ့အရှိတ်ကကြီးညက်သူတပေါင်းတက်ကအပေါ်ညစ်တဲ့ဆောင်နဲ့ကြီးနေကြပါလေ။တန်ကျစ်ကဝေထားတဲ့လူတယောက်ရဲ့မိယုံမှာအာလုံကကြဲကြွေးလို့အကွဲကြောင်းစီကိုတခုံတို့ချိလက်သွားပါလေ။သူတို့ကသူတို့ရဲ့တဖက်ချင်းအရှိန်ကွာနဲ့မဟာမိတ်ကျဆူးစနစ်ထဲကိုဝင်ရောက်သွားပါလေ။မြောက်ဘက်မှာလည်းကြီးညက်သူတပေါင်းတက်ကရှိနေပါလေ။ အနောက်နဲ့တောင်ဘက်ကတက်တွေကလည်းနောက်ကနေလိုက်ပါလာပါတယ်။ကောင်းကင်ပြင်အားလည်းဓာအရှင်ဝါတွေနဲ့ပြင်းထန်နေပြီးကျဉ်းကျဉ်းသူတွေကမဟာမိတ်ကျဆုစနစ်ထဲကိုတက်ဖြတ်ဖို့အတွက်ဝင်ရောက်နေကြပါတယ်။မိုးโจကောင်းကင်အရှင်၊ဒူးမိုးโจကောင်းကင်အရှင်နဲ့ကောင်းကင်အရှင်တရားရှိအောင်မင်းတို့အားလုံးကိုယ့်ရဲ့အမေအလံတွေကိုကင်ဆောင်ပြီးမဟာမိတ်ကျဆုစနစ်ထဲကိုဝင်ရောက်ကြောက်မိုးโจကောင်းကင်ပုံအကြောင်းလေးမှာကောင်းကင်အရှင်တရားရှိအောင်ကမိုးโจလိုမျိုးအကွဲကြောင်းလေးစီကိုချက်ချင်းပဲချီတက်သွားပါတယ်။အင်အားကြီးမားတဲ့တက်ဖြတ်ခြင်းအရှင်ကထုံနေရာတွိုင်းမှာချက်ချင်းပဲပြင်းထန်သွားပါတယ်။တက် ဘသူက online မှာမသိပြမဲ့ထိုးအတန်ကြောင့်ပုံဝင်ချင်းရချင်းရသူတွေရဲ့တိုက်ပွဲဝင်ကျင်တဲ့စိတ်ကိုအထွန်းထည့်ရရှိသွားစေပါတယ်။ကောင်းကင်တခွေကျက်စုစနစ်ကြီးမားတဲ့တင်းရရှပြောင်းချင်းနှီးပညာကိုဖိလိုက် မီရောက်တခင်ဟာအွန်လိုင်းတဲ့ချိန်မှာကြီးညက်ချိန်ဂျိုအားလုံးကနေအတန်ပိုးကြောက်ရရာပြုတ်ကွဲသွားပြီးကြီးမားတဲ့ထင်းရောက်ရှပြောင်းချင်းနီးပညာများပေါ်လာပါတယ်။ကြီးညက်သူအားလုံးကသူတို့ရဲ့ဘိုးဘေးရဲ့ဥဆောင်မှုအောက်မှာတယောက်ပြီးတယောက်တင်းနီးရောက်ရှပြောင်းချင်းနီးပညာတွေကိုဝင်ရောက်သွားပါတယ်။သူတို့ကပြန်ပေါ်လာတဲ့အခါမဟာမိတ်ချက်ဆုစနစ်စီတွားရအကွဲကြောင်းသားမှရောင်းနေပါပြီ။သူတို့ကပေါ်လာတဲ့ချိန်မှာအကွဲကြောင်းတွေကိုချက်ချင်းပဲခြစ်တက်ပြီးတော့ဝင်ရောက်သွားပါတယ်။သူတို့ရဲ့မျက်လုံးလေးမှာလောဘတွေရလည်းပြင်းထန်နေပါတယ်။ င်းကျန်းသူတွေကမဟာမိတ်ချက်ဆွစ်နှစ်ထဲကိုတဖြည်းဖြည်းနဲ့ဝင်ရောက်လာတဲ့အမျှကပေးကြီးတစ်ခုကစတင်ခဲ့ပါတယ်မိရောက်တခင်ကအပြုံးနဲ့အကွဲချောင်းလေးကိုလမ်းဝင်ပြီးမဟာမိတ်ချက်ဆွစ်နှစ်ကိုရောက်ရှိလာပါတယ်သူကရောက်ရှိလာတဲ့အချိန်မှာသူ့ရဲ့မျက်နှာကြောက်စရာကောင်းတဲ့အမုန်းတရားတွေပေါ်လာပါတယ်ရွှန်ကြုံစီဒီဖိုးကြီးကပြန်လာပြီမဟာမိတ်ချက်ဆွစ်နှစ်ရဲ့အနောက်ဘက်မှာပီတတောင်းအကွဲချောင်းတစ်ခုကပေါ်လာပြီးအဆုံးမရှိတဲ့အိဆက်မှုတွေကိုထွက်လွန်နေပါတယ်မီးမတလိုက်နဲ့ချင်းချင်းသူတွေကထိုနေရာကနေထွက်လာပြီးကောင်းကင်မှာပြင်းထန်သွားပါတယ် ထိုရာကျဆစ်စနစ်နှစ်ခုကြာတိုက်ပွဲပါကောင်းလားဆိုရဆိုတာမရှိပါဘူးအဝေးမှာချင်းချင်းရင်တက်တခုကဖျက်သွားနေပါလေသူတို့ကအစင်းချောက်ချင်းချင်းရင်နိုင်ငံဖြစ်လာဖို့အတွက်မကြသေးခင်ရမှာအတီးပြုခံရတာပါသူတို့ရဲ့တတ်မှတ်ထားတဲ့ချင်းချင်းရင်ချိုးသွားပြီးသူတို့ရဲ့ချင်းချင်းချင်းနိုင်ငံကိုတည်ထောင်ဖို့အတွက်ပြင်ဆင်နေရပါသူတို့ရှေ့ရမြေခွင်းကြောင့်မဟာမိတ်ကျဆစ်စနစ်ကချင်းချင်းသူတွေရဲ့မျက်နှာအကြီးကျယ်ပြောင်းလဲသွားပါလေခေါင်းဆောင်ကတလက်ပိုင်းရွယ်အမျိုးသားတယောက်ပါသူရဲ့မျက်နှာညှိုးငဲ့နေပြီးတွေ့နေခြင်းမရှိပဲသူကအော်ဟစ်လိုက်ပါလေပြန်ကျဲကြောင့်အလုံးဂျိုးပြဆုတ်ကြောင့် ပြီးတော့တူကူရန်ကလည်းအမြဲပဲဆုတ်ခွာသွားပါတယ်။မဟာမိတ်ချက်ဆုစနစ်ကကျင်းရံသူအာလုံရဲ့မျက်နှာပြောင်းလဲသွားပြီမယ်။သူတို့ရဲ့မျိုးလုံးတွေကညှိုးငဲနေမယ်ထိတ်လန့်တုန်လုံးမှုတော့မတွေ့ရပါဘူး။ထူရမဟာမိတ်နဲ့ကောင်းကင်တခွင်ချက်ဆုစနစ်ကကျင်းရံသူတွေရဲ့အခြေခံကွာခြားချက်ပါ။မဟာမိတ်ချက်ဆုစနစ်မှာတက်ဖြတ်တာရန်အောင်မှာတမန်ကိစ္စတစ်ခုပါ။ယခုချိန်ကြီးအသက်ရှင်ကျနေနေတဲ့လူတွေကအများကြီးအထွေထွေရင်းချက်ပြီးသားပါ။သူတို့အာလုံကမြေခွေးလိုမျိုးပန်းနေကြပါတယ်။ ယခုချိန်မှာသူတို့ရဲ့မျိုးလုံးတွေဟာညှုံးငဲ့နေနေပေမယ့်သူတို့ကတင်းနေနေပါတယ်။တလက်ပိုင်အမျိုးသားရဲ့အမိမပါပဲသူတို့ကရက်တန့်ပြီးမြန်ဆန်နဲ့ပြောင်းလဲသွားပါတယ်။အခြားလူတွေရဲ့အသက်ရှင်မှုကိုဂယူမဆိုင်ပဲကျဉ်ညံ့သူတိုင်းကသူတို့ဘက်သာပြေးထွက်သွားပါတယ်။ပြေးထွက်သွားတဲ့အချိန်မှာတော့မျိုးလုံးတွေမှာလိလက်သွားတဲ့ကျဉ်ညံ့သူအချို့ကတော့ရှိပါတယ်။သူတို့ရဲ့ရတနာတွေအတွက်မမောလောဘကြီးတဲ့လိုက်လံရှာဖွေသူတွေကိုဆွဲဆောင်ဖမ်းဆီးပြီးတပ်ဖြတ်ဖို့အတွက်မျှော်လင့်ခဲ့ကြပါတယ်။လှည့်ဖြားတဲ့အကြံမျိုးစုံကလည်းသူတို့ရဲ့ခေါင်းထဲမှာပေါ်လာပါတယ်။ကောင်းကင်တခွင်ဂျေဆုစနစ်ကကျဉ်ညံ့သူတွေကထိုးအချိန်မှာစူးစိပြီးသားမှုသေးပါဘူး။အချို့က ထိုးရောက်သတိထားမိပြီးမဟာမိတ်ချက်ဆုစနစ်ကကျဉ်းကျဉ်းသူတွေကိုအမြဲမဲ့လိုက်ခဲ့ကြပါတယ် ကောင်းကင်တခွင်ကကျင်းသူတယောက်ကလိုက်ရင်နီးပညာတခုကိုအမြင်သုံးတဲ့အခါမဟာမိတ်ချက်ဆုစနစ်ကထပ်ပြင်းနေတဲ့ကျင်းသူတယောက်ကသူ့ရဲ့ထွက်လာပြီးစိတ်ရကျသွားပါတယ်သူ့ရဲ့အမျက်နှုံးကလည်းနှိကွေးသွားပြီးပျော်လင်းချမ်းမဲ့တဲ့အကြည့်တွေနဲ့ပြင်းလာပါတယ်ကောင်းကင်တခွင်ချက်ဆုစနစ်ကကျင်းရသူကရေမောလိုက်ပြီးခြေတလန်းတူးလိုက်ကမဟာမိတ်ချက်ဆုစနစ်ကကျင်းရသူစီကိုတိုးကပ်သွားပါတယ်ဒိုးရတဲ့တိုးကပ်သွားတဲ့အချိန်မှာပဲမဟာမိတ်ချက်ဆုစနစ်ကကျင်းရသူရဲ့မျက်နှုံးထဲကမျော်လင်းချမ်းမဲ့တဲ့အကြည့်တွေဟာပြောက်ွက်သွားပြီးလှောင်ပြောင်လိုက်ကပြန်လည်တိုက်ခိုက်လိုက်ပါတယ်ပောက်ကွဲသံများကလည်းထွက်လာပြီးဝမ်းနဲ့ကြည်ကွဲတဲ့အော်တန်တို့ကထွက်လာပါတယ် ောက်ဆုံးမှတော့အဲ့တလုံးကိုကင်ပြီးအဝေးကိုပြန်သွားတာမဟာမိတ်ဂျက်ဆုစနစ်ကကြီးညံ့သူပဲဖြစ်ပါတယ်။နောက်ဆုံးမှတော့ကောင်းဝင်းတခွင်ဂျက်ဆုစနစ်ရဲ့ကြီးညံ့သူရဲ့ခန္ဓာကိုယ်ကပြုတ်ကွဲပြီးပျောက်ကွယ်သွားပါတယ်။ထုံမြင်ခွင်ကအခြားလိုင်းနဲ့တစ်ဖက်သူတွေမှလည်းထက်တလဲလဲဖြစ်ပေါ်ခဲ့ပါတယ်။ဝယ်လင်းကအကွဲကြောင်းလေးကိုဝင်သွားတဲ့ကြီးညံ့သူတွေကိုကြီးနေပေမဲ့မလှူရှားပါဘူး။ရှမ်းမီတာစုရဲ့အဖိုးကြီးကအကွဲကြောင်းကိုမော့ကြည့်ပြီးမျိုးလုံးအေးဆဆန်းနဲ့ပျောက်လိုက်ပါတယ်။ရှုမှုငေါနောဝလိုက်ခဲ့။မင်းရဲ့ပုံစံနဲ့ဆိုရင်ပထမလိုင်းမှာမပါဝင်ခြင်းဘူးလို့ငါထင်တယ်။ သူကပြောရင်ခြေအောက်မှာမူတိတ်များပေါ်လာကအဘယို့ပြန်တန်းသွားပါလိမ့်ဝင်လင်းရဲ့မျက်လုံးတွေကညင်သက်နေပါတယ်လီမူဝဲရဲ့ကိစ္စမရှိတော့ဒီလိုပဲဖြစ်ပါလိမ့်မယ်သူကပထမအောင်ဆုံးဝင်မဲ့လို့မဟုတ်ပါဘူးကျဲဆူးဆူးနှစ်နှစ်ခုကြာတိုက်ဝဲမှာသူကသတိထားပါမယ်သူကချင်းရွှေကိုလက်ကြည့်လိုက်တော့ချင်းရွှေကထားရလာပြီးဝင်လင်းရဲ့နောက်ရောက်လာပါတယ် သူကဝန်လင်းုံခေါ်ပြီးရှမ်းမီသားစုရဲ့အဖိုးကြီးရဲ့နောက်ကိုလိုက်သွားပါတယ်။လီယွမ်စီကထိုအရာကိုမြင်တော့ခနာတာတူရီသွားပြီးမှအခွဲချောင်းစီကိုပြန်ကြည့်လိုက်ပါတယ်။ရှမ်းမီသားစုရဲ့အဖိုးကြီးရဲ့ချင်းညက်မှုအစင်အားအကောင်နဲ့တွဲသူ့ရဲ့မျက်နှာကလည်းမျက်စမ်းပါတယ်။ချီလန်းနေငယ်နဲ့မူဂျူကောင်းကင်ပုံချောင်းကနေထွက်ခွာပြီးအရှိဘက်ဒေသစီကိုဦးတည်သွားပါတယ်။ချင်းရွှေကလည်းသူ့နောက်ကနေလိုက်သွားပါတယ်။ဝန်လင်းရဲ့ပလက်မှာမဲနန်းနေတဲ့လီဒီယာရှိနေတဲ့အတွက်သူ့ရဲ့မျက်နှာကလည်းနှိကွေးတာမဟုတ်ပါဘူး။လမ်းမှာရှမ်းမီသားစုရဲ့အဖိုးကြီးကဘာမှပြောပါဘူး။ဒုံလင်းချိုးနဲ့နီးကပ်လာတဲ့အခါမှာသူကစကားဆပြောပါတယ်။ ရှုမှုမင်းရဲ့လက်ရှိကြီးညက်မှုအစင်အားရောက်ဖို့အတွက်မလွယ်ကူဒါရီအားလုံးကတန်ဖိုးရှိတယ်ဆိုရင်တေချောင်းလောက်ရမယ်ငါရဲ့ဘိုးဘေးကမင်းကိုကူညီမယ်ဆိုတာငါအပြည့်အဝယုံကြည်တာမဟုတ်ဘူးဒါကြောင့်မင်းရပြင်ဆင်ထားတဲ့ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်